ယောအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံးစံအတိုင်းကျွန်တော်ပဲဖြစ်ပါတယ်အခုခေတ်မှာဒီ sound တက်လက်ရဲ့ဈေးရပါတော့ဘယ်လောက်ရှိမလို့ထင်ဒရိယာဆိုတာတာယာနာပြောပွဲကောင်းတဲ့အတန်ထွက်ပေါ်လာအောင်တင်းမုံရတဲ့ကရိယာဖြစ်လို့ဘယ်လိုဒရိယာမျိုးကိုမဆိုတိခတ်ရတာမလွယ်ကူလာပါဘူး အဲ့ဒီတူရိယာတွေတဲကမှမြမဆောင်တူရိယာကထီသုံးနန်းသုံးတူရိယာတစ်မျိုးဖြစ်ပြီး အထရတ်က16ရက်ထဲမှာလေတခုအပါဝင်ဖြစ်တယ်လို့တာယာလှရဲ့စောင်းတန်ကနူးညံ့သိမ်မွေးတဲ့စိတ်ကိုခံစားရစေတာဖြစ်လို့စောင်းတူရိယာကို တိခတ်ရတာအကြိုက်နှစ်သက်ဆုံးလို့ဆိုပါတယ်ဗုဒ္ဓမြေဆွေကျွန်တော်ကဒီဂီတာတွေလိုမျိုးဒီစောင်းတွေကိုပေါ့နော်ဈေးပေါ့မယ်လို့ထင်တာပါ မဟုတ်ပါဘူး intermediate လောက်တီးမဲ့စောင်းဆိုရင်ပေါ့နော်အနည်းဆုံး9သိန်း6သိန်းလောက်ကနေစရတယ်လို့သိရတယ်ဆိုတော့ဒီနေ့လဲအဲ့လိုမျိုးဈေးကြီးတဲ့စောင်းတလက်ကို free လဲရမယ်ပြီးတော့တကယ်လဲတန်ဖိုးကြီးတဲ့စောင်းပညာဘောเนาะဒါရန်ကုန်ဥပညာတက္ကသိုလ်မှာလေးနှစ်ဆက်တိုက်ဝိဇာဂုံနုဘွဲကိုရိုးဝမ်ရခဲ့တဲ့ပညာရှင်တယောက်နဲ့6လ free ပညာသင်ခွင့်ရမယ်ဆိုရင်ခမားစိတ်ဝင်စားပါသလားဒါစေဝန်စားတဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကအသင့်အတွက်လည်းဖြစ်နိုင်ပါတယ်။ဒါပြီးတော့ကိုယ့်ရဲ့သားသမီးအတွက်လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်လည်းဖြစ်နိုင်ပါတယ်ဆိုတော့စရအောင်ပါ အကျွန်တော်ခုပြတဲ့အမားရဲ့နာမည်ကတော့စောင်းတင်စုလွင်လို့ခေါ်တယ်ပေါ့နော်အမားကသူကလာစဉ်လာတိုင်းဒီ professional တီးခတ်နိုင်တဲ့တန်ဖိုးကြီးစောင်းတက်လက်ကို free ပေးနေတယ်လို့သူနဲ့6လတိုင်းတိုင်းမြမအနုပညာရီတွေကစောင်းအတီးပညာသင်ခွင့်ကိုပါ free ပေးနေတဲ့သူတယောက်ဖြစ်ပါတယ်ဒီ season ကိုလည်းသူကပဲဒါကမကထပြုလုပ်ပေးနေတာဖြစ်ပါတယ်လာစဉ်လာတိုင်းရဲ့ပထမအပတ်ဆိုရင်ဒါအမားရဲ့ facebook page မှာကန်ထူးရှင်ကိုအမြဲ announce လုပ်ပေးပါတယ်ဒီကျွန်တော်တို့ဘက်ကလောက်ရမဲ့ process လေးကတော့ရှင်းပါတယ်အမားရဲ့ youtube channel ကို subscribe လုပ်အမားရဲ့ facebook page ကိုလည်း like and follow လုပ်ထားနောက်ဆုံးတစ်ဆင့် announce post ကြော်ညာပြီဆိုတာနဲ့ပေါ့နော်အဲ့ဒီ post ကို public နဲ့ share ကို share ထားတဲ့ screenshot ရယ် YouTube channel ကို subscribe လုပ်ထားတဲ့ screenshot ရယ် page ကို follow လုပ်ထားတဲ့ screenshot ရယ်ပို့ပေးလိုက်တာနဲ့ဒါ professionality ခက်လို့ရတဲ့တန်ဖိုးကြီး sound တက်လက်ကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒါပြီးတော့အမားနဲ့အတူတူပေါ့နော်6လတိုင်တိုင်း sound ပညာသင်ယူခွင့်ကိုလည်းကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်အဲကျွန်တော်ခုပြမဲ့ video ကတော့ပေါ့နော်အမားရဲ့သမီးလေးသူအသက်6နှစ်ထဲကနေသင်ယူခဲ့တဲ့ sound လက်စွမ်းလေးပဲဖြစ်ပါတယ် ဆိုတော့ပြောချင်တာကအကိုကိုတိုင်းစောင်းပညာကိုဝါသနာပါလို့ဖြစ်စေဒါစောင်းတက်လက်ဝယ်နိုင်မှုပေါ့နော်ခက်ခဲနေလို့ပဲဖြစ်စေကိုယ့်ရဲ့သားသမီးကိုဒီလိုမျိုးမြန်မာမှုအနည်းပညာလက်ဆင့်ကမ်းကျင်လို့ပဲဖြစ်စေပေါ့နော်ကျွန်တော်ကပြောနေတဲ့အစီအစဉ်လေးကတကယ်ကိုပဲကောင်းပုံပါတယ်အဲစရင်ကတော့လာတိုင်းရဲ့15ရက်နေ့ဆိုရင်တော့ပိတ်တယ်ပေါ့နော်ဟိုဘာလို့ဒါလေးကို sharing လုပ်ပေးရတယ်လဲဆိုရင်တော့ကျွန်တော်ကိုယ်တိုင်လည်းလူငယ်လည်းဖြစ်တယ်ပြီးတော့ဒီမြန်မာကာချာတွေကိုထိမ့်သိမ့်မှုပေါ့နော်အမြဲတမ်းနှိုးစော်တက်တဲ့သူဆိုတာကျွန်တော်ရဲ့ဗီဒီယိုတွေကိုအရင်ရင်ရင်နှုံးနေရကြီးခဲ့တဲ့သူတွေဆိုရင်တော့ဒါဦးသိမယ်လို့ထင်ပါတယ်သင်စုလွင် YouTube န်တွေမှာဆိုရင်လည်းဒါစောင်းပညာနဲ့ပတ်သက်တဲ့ lesson တွေကို free sharing လုပ်ပေးနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အမားရဲ့အခုအစည်းအဝေးလေးကအခုမှလောက်တာတော့မဟုတ်ဘူးပေါ့နော်။ဒါလက်ရှိအထိဆိုရင်45ကျင်းတော့ရရှိတော့ပါပြီ။အဲကျွန်တော်ပြောပြတာတော့ဒါနောက်ကျတယ်လို့ပြောရမှာပေါ့နော်။ဆိုတော့ကိုယ်တိုင်ဒီပညာကိုစိတ်ဝင်စားလို့ဖြစ်စေကိုယ့်ရဲ့သားသမီးကိုကျောင်းပရက်မှာတက်ထားစေခြင်းလို့ဖြစ်စေ join တင်ပါတယ်။ဒါအမားသိဆုလင်ရဒီ professional တယောက်ဖြစ်တာမို့လို့ပေါ့နော်။အပြင်မှာဆိုရင်တော့ဒါသူယူနေကြ professional fee ယူပါတယ်။ဒါပေမဲ့သာသနာပွဲတွေဆိုရင်တော့အတန်လဲလှူတယ်။ ဒါဆောင်းလဲတစ်ခါတလေဝင်ရောက်တီးခတ်ပေးတယ်လို့သိရတယ်ပေါ့နော်အပြီးတော့ကိုကကန်တို့ရှင်မဖြစ်ပေမဲ့ဆောင်းပညာကိုသင်ယူခြင်းနဲ့ဆိုရင်လည်းအမားစီသင်တန်းတက်ရောက်နိုင်ပါတယ်သူရဲ့သင်တန်းမှာတော့ဗားရီသင်ပေးလဲဆိုရင်တော့အတီးရောအဆိုရောဆိုတီးရောဒီ international note တွေအထိပါတွဲပြီးတော့သင်ပေးပါတယ်ဒါအမားရဲ့သမီးလေးဆိုရင်ဒါ6နှစ်ထဲကနေဆောင်းပညာကိုသင်တာဆိုတော့ဒီအသက်6နှစ်ထဲနဲ့ပေါ့နော်ဆောင်းတီးလို့ရတယ်ဆိုတော့ကျွန်တော်လည်းအခုမှသိပါတယ် ကျွန်တော်သာစောင်းပညာဝါသနာပါတယ်ဆိုရင်တော့ဒါကြီးကကျွန်တော်အတွက် big chance ပဲပေါ့နော်ဒီလုံရမယ့် process ကလည်းရွေးရှင်းတာဖြစ်တဲ့အတွက်ကိုကဝါသနာပါလို့ပဲဖြစ်ဖြစ်ဒီတခြားသောအသည့်တွေရဲ့ဝါသနာပါတဲ့သူများဝင် join နိုင်အောင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီ post လေးကို share ပေးလို့လည်းရပါတယ်ကျေးဇူးများတင်ပါတယ်